သမရဒိုနယ်ထရမ့်ကသူ့ကိုယ်သူငင်းချင်းသမရလို့ပြောနေပေမဲ့သူ့ရဲ့ Air Force 1လေယာဉ်ပေါ်မှာသူ့စစ်မျက်နှာအသစ်ဖွင့်ဖို့စဉ်းစားချက်ကိုထပ်မံအတည်ပြုပြောဆိုခဲ့ပါတယ်။နိုင်ဂျီးရီးယားနဲ့ပတ်သက်ပြီးအမေရိကန်မြေပြင်တပ်ဖွဲ့တွေချထားမှာဒါမှမဟုတ်ဝေဟင်တိုက်ခိုက်မှုတွေလုပ်မလာဆိုတဲ့သတင်းတောက်အမေးကိုဖြစ်နိုင်ပါတယ်။ကျွန်တော်အများကြီးစဉ်းစားထားတာတွေရှိပါတယ်။နိုင်ဂျီးရီးယားမှာခရီးယံဘာသာဝင်တွေစံချိန်တင်တပ်ဖြတ်ခံနေကြရပါတယ်လို့ဖြေကြားခဲ့တာပါ။ဒါမှတိုင်ခင်ကလည်းသမရထရန့်ဟာ ခရီးရနေတက်ဖြတ်ခံရတာတွေကိုနှိမ်နှင်းမှုပြက်ခွက်ခဲ့တာကြောင့်နိုင်ဂျီးရီးယားအစိုးရကိုသူ့လူမှုမီဒီယာပေါ်မှာပြစ်တယ်ဝေဖန်ခဲ့ပါတယ်။ဖြစ်နိုင်ခြေရှိတဲ့ရေးယူဆောင်ရွက်မှုတွေအတွက်ပြင်ဆင်ဖို့တောင်းသူ့ရဲ့စီရေးဌာနကိုညွှန်ကြားခဲ့ပါတယ်။ the report or notion that there is a Nigeria မှာခရီးရန်ဘာသာဝင်တွေကိုနှိပ်စက်ညှိမှန်းတာဒါမှမဟုတ်လူမျိုးတုံးတက်ဖြတ်တယ်ဆိုတဲ့အစီရင်ခံစားတွေယူဆတွေကမှားယွင်းပါတယ်ခြေကအကြောင်းရင်းကစလို့ဏီကုန်အထိအကုန်မှားယွင်းနေတာပါ ခိုင်လုံတဲ့အချက်အလက်ထောက်ထားမရှိပါဘူး နိုင်ဂျီးရီးယားမှာလူဦးရေတန်း220ကျော်ရှိပြီးလူမျိုးစု200ကျော်နေထိုင်ကြပါတယ်။နိုင်ငံမြောက်ပိုင်းမှာမွတ်စလင်အများစုနေထိုင်ပြီးနိုင်ငံတောင်ပိုင်းမှာတော့ခရစ်ယာန်အများစုနေထိုင်ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာဘူကိုဟာရန်နဲ့အစ္စလာမစ်နိုင်ငံတော်လိုအစ္စလာမစ်စစ်သွေးကြွတွေကနှစ်ပေါင်းများစွာကြမ်းဖက်ခဲ့ကြပြီးခရစ်ယာန်တွေပါဝင်လူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ပြပကစောင့်ကြည့်ရေးအဖွဲ့တွေကတော့တေဆုံးသူအများစုဟာမွတ်စလင်တွေဖြစ်ကြပြီးသူတို့ဖြင့်နိုင်ဂျီးရီးယားရဲ့ ရှင်းမြောက်ပိုင်းဒေသမှာနေထိုင်သူတွေဖြစ်တယ်လို့ဆိုပါတယ်။ As far as Nigerians are concerned, just Nigeria ပြည်သူတွေကတော့စိတ်အေးချမ်းသာနေကြတာပါ။ဒါပေမဲ့အစိုးရကလုံခြုံစိတ်ချရမှုကိုမပေးနိုင်တဲ့အတွက်အခုလိုဇက်လန်းတွေကမျိုးမျိုးဖြစ်လာတာပါ။သက်သေထောက်ထားတွေနဲ့မြေပြင်အခြေအနေတွေအရခရီးရန်တွေအပေါ်လူမျိုးတုံးတက်ဖြတ်မှုဆိုတာအတိမပြုတ်နိုင်ပါဘူး။ဘလို့ပဲဖြစ်ဖြစ် Nigeria ပြည်သူအများအပြားကစစ်သွေးကြွတွေကိုတိုက်ခတ်ဖို့အမေရိကန်ကပေးမဲ့အကူအညီဆိုတာကိုထောက်ခံကြပါဗျ။ It's not only the Christian they are killing. သူတို့ကခရီးရန်တွေကိုပဲတက်ဖြတ်တာမဟုတ်ပါဘူးခရီးရန်မဟုတ်သူတွေကိုလည်းတက်ဖြတ်နေတာပါဒါပေမဲ့သူတို့ကူညီမယ်ဆိုရင်တော့ခွင့်ပြုသင့်ပါတယ်နိုင်ဂျီးရီးယားအစိုးရကလည်းဒါကိုစိတ်ဝင်စားပါတယ် Our soldiers are ကျွန်တော်တို့စစ်သားတွေမှာဒါကိုဖြည့်ရှင်းနိုင်စွမ်းရှိပါတယ်ဒါကြောင့် American မြေပြင်တပ်ဖွဲ့တွေမလိုပါဘူးကျွန်တော်တို့လိုအပ်တာကတော့ ျွန်တော်တို့စစ်တပ်ကိုခရီးယာပစ္စည်းတွေထောက်ပံ့ကူညီဖို့ပါပဲ။ကျွမ်းကျင်သူတွေကတော့ဒီအကြမ်းဖက်မှုတွေရဲ့အခြေခံအကြောင်းတရားတွေဖြစ်တဲ့အုတ်ချွေအားနည်းချက်နဲ့အခြေခံလိုအပ်ချက်တွေကိုဦးစားပေးဖြေရှင်းရမယ်လို့အကြံပြုကြပါတယ်ရှင်။